thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုံဒီနေ့တိုင်းသားလက်နက်ကိုင်များဖြစ်ချင်တာတက်ဖြစ်တင်တာကိုပဲတောင်းဆိုဖို့မင်းအောင်လိုင်းပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAO တွေအနေနဲ့ဖြစ်ချင်တာတက်ဖြစ်တင်တာကိုပဲတောင်းဆိုတင်တယ်လို့အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်းကပြောပါတယ် EAO တွေကိုကျွန်တော်ပြောချင်တာကဖြစ်ချင်တာတွေကိုမပြောပါနဲ့ဖြစ်တင်တာကိုပဲပြောဖို့ကောင်းတယ်လို့မင်းအောင်လိုင်းကရုရှားခီးစင်ကအပြန်လေးရင်ပေါ်မှာစစ်ကောင်စီရဲ့ဝါရဖြန့်မီဒီယာတွေနဲ့တွေ့ဆုံစဉ်ပြောကြားလိုက်တာပါပြ ီသူလူထုရဲ့ဆန္ဒကိုညင်းပယ်ပြီးလက်နက်ပြအကြမ်းဖက်ကအာဏာသိမ်းထားတဲ့မင်းအောင်လိုင်းကတိုင်းရင်းသားလက်နက်ကိုင်တွေကိုချိန်ချောက်ပြောဆိုလိုက်ကြပဲဖြစ်ပါတယ်။နိုင်ငံတော်မှာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေတန်းနေမြေအမြောင်များဆုံရှုံထားတဲ့မင်းအောင်လိုင်းကသူတို့အနေနဲ့ဒီမိုကရေစီအခွင့်အရေးပါဝင်တိုင်းရင်းသားနဲ့ပတ်သက်တဲ့အခွင့်အရေးလည်းပေးထားတယ်လို့ဆိုပါတယ်။အာဏာသိမ်းစကောက်ဆောင်မင်းအောင်လိုင်းကနေရာနဲ့မှာဆစ်ရှုံနေသည့်တိုင်းတော်လိုင်းတပ်ဖွဲ့တွေကိုအရှောင်မပေးကြပေါ်လွင်သဘောဆောင်တဲ့သတင်းစကားမျိုးကိုမကြာခဏပြောဆိုလေးရှိပါတယ်။မင်းအောင်လိုင်းကနိုင်ငံတော်အစဉ်အထိမ်းအမှတ်အခမ်းအနားတွေမှာ ာလည်းငင်းချင်းအတွက်ဖိတ်ခေါ်ကြမကြခဏမင်းကွန်ပြောလေးရှိပြီးနိုင်ငံတော်မှာတော့ဆင်ရဆွေမှုတွေကိုဇက်တိုက်ကျူးလွန်လျက်ရှိပါတယ်။အာနာသိန်းစစ်တကကျင်းပပြုလုပ်မဲ့ရွှေကောက်ပွဲကိုစန့်ကျင်နှောက်ယှက်မှုမျိုးမလုပ်ဘဲအားလုံးပူးပေါင်းပါဝင်ကြဖို့လည်းစစ်ကောင်ဆောင်ကရုရှားခီးစဉ်ပြီးပြောကြားခဲ့ပါသေးတယ်။မင်းအောင်လိုင်းကရွှေကောက်ပွဲကိုစစ်အာဏာသိမ်းမှုတက်တန်း၅နှစ်အကြာ2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလအစောပိုင်းမှာပြုလုပ်မယ်လို့ဘယ်လာရုစ်နိုင်ငံမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားထားတာပါ။ ဆလဘီပူတင်ခြေတော်ရင်အခါစာဝင်ခဲ့တဲ့တန်ခဲတမန်ခင်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရုရှားမှာပေါင်းလို့ပဲစာရီပြောနေတာတဘာဝတရားကြီးကတော့လက်မခံနိုင်လို့ငလီနီတောက်လျှောက်လုပြနေပြီလို့ဖုန်းဝင်တာနဲ့ဘာကြီးကတောက်လျှောက်လုပါတော့တယ်။ဒါကပြောချင်စွာကြီးလာရင်ဖြစ်တတ်တဲ့ဘာကြီးရဲ့အရင်းမရှိအပြားမရှိထုံဆန်။ဒါပေမဲ့ရုရှားဆိုတဲ့စကားကြောင့်ရုရှားမှာမင်းအောင်လိုင်းထမင်းလို့မယူယုံတမင်းမျိုးနေတဲ့ကိစ္စမှန်တန်တီလိုက်တဲ့ခေတ်သစ်ကဘာမှတခါမှမကြားဘူးတဲ့တန်ခဲတမန်ခင်စကားတွေကိုပြောဖို့မင်းအောင်လိုင်းတေချာပြင်ဆင်သွားခဲ့တယ်။ ်ပြီးတော့သူပါပြောပြောမြန်မာပြည်သူတွေတော့မကြားလောက်ပါဘူးလို့ထွက်သွားခဲ့ထွက်သွားခဲ့ပုံလေးရပါတယ်ရုရှားမီဒီယာတွေကမင်းအွန်လိုင်းယူချက်ကိုစင်စာမပြတ်ပဲတိုက်ရိုက် တင်ဆက်ခဲ့တော့မြန်မာပြည်သူတွေဟားလိုက်ရတာအလွန်အဲဒီနောက်မလ9ရက်နေ့မနက်ကစပြီးအေရီတိုင်းဥပင်မြို့နယ်ကိုပဟုပြုကငလင်တွေစတိုက်လုခဲ့တယ်လို့အဲဒီနေ့နေ့လယ်ပိုင်းမှာလည်းစကိုင်းတိုင်းဟ ோம் လင်းမြို့နယ်ကိုပဟုပြုငလင်တွေစတိုက်လုလာတာကြောင့်ဖာကြီးပြောတဲ့အတိုင်းတဘာဝတရားကတော့လက်မခံဘူးလို့ဆက်ဆက်တွေးရတော့မလို့ပူတင်ကိုစကြဝဠာမင်းလို့မပြောတာပဲကံကောင်းလို့ဖာကြီးကဆက်ပြောတယ်အမှန်ပဲမင်းအောင်လိုက်မြောက်ချက်ကဒီနေ့ခစ်စကားနဲ့ပြောရင်တကယ်ကိုနိုင်ပလက်အစင်မလလီရဲ့ Kremlin နန်းတော်မှာရုရှားအာဏာရှင်ပူတင်နဲ့တွေ့တော့မင်းအောင်လိုက်ကပြီးရင် ီးတပန်းတပွဲအလေးပြုခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။မင်းရောင်လိုင်းအလေးပြုပုံပြူနီကိုမမြင်လိုက်ရပေမဲ့ရုရှားခင်းစင်မစတင်မီအချိန်ကလေးကမော်စကိုကိုစင်ပေါလေး6កောင်လက်ဆောင်ပနာဆက်တာကအင်ပါယာမင်းအဂရီကိုချွင်းချက်မရှိတစ္ဆာခံမှာကြောင်းအဆောက်ရှောက်ခံဘရင်ငယ်လေးကဥခိုင်လျှောက်ထားခဲ့တဲ့ပုံပူတင်နဲ့မင်းရောင်လိုင်းတွေ့ဆုံမှုရုပ်သံထုတ်လွှင့်တာကိုကြည့်လိုက်တော့စားစားခြင်းမှာပဲပူတင်ကမျက်စွာပြားလက်ထက်ကတော်မကြွမင်းဖြစ်ခဲ့တဲ့ကြောင်းနဲ့စဖွင့်နေတော်မကြွမင်းကတက္ကရီ2000ကျော်တဲ့ခါအတူမရှိလက်နက်ဝိဆာရုရှားအဂရီ မင်ဖြစ်လာလိမ့်မယ်လို့ရုရှားပြည်ပြားလိုက်ပြီးခဲ့ကြောင်းမင်းအောင်လိုင်းကအတုမရှိတဲ့တန်ခင်းတမန်ခင်းစကားကဆက်ပြောပါတယ်အဲ့ဒီတော့အဲ့ဒီရုရှားအင်ဂရိကမြန်မာပြည်အနေနဲ့လေချစ်ကြည်ရင်းနှီးတဲ့မဟာမိတ်ဖြစ်မယ်လို့ဖိယားကပြားလိုက်ပြီးခဲ့ကြောင်းဆက်ပြောပြန်တော့ ရုရှားနဲ့မြန်မာဖိအားပြတဲ့မဟာမိတ်တွေဖြစ်ကြောင်းဝက်လုံးကွဲရေကတည်ရတော့တယ်။မင်းအောင်လိုင်ကအဆွေတော်ပူတင်တင်ရုရှားဘီယင်မဟုတ်အကျွန်ုပ်တည်လဲမြန်မာဘီယင်ဖြစ်ကြောင်းတဲ့တဲ့မပြောရုံတမဲညှို့ဆိုနေပြန်တော့ TV ဖန်သားပြင်မှာတွေ့ရတဲ့ပူတင်ရဲ့မျက်နှာကကြောင်စီစီငါကအာနာတာယူတာမင်းအောင်လိုင်ကအာနာတင်မကဘီယင်ယူပါယူခနေတာလို့ပူတင်တွင်းနေမိသလားမပြောတတ်။ရှားသက်ပန်သမရာကြီးပူတင်ရဲ့တသက်တာခုလိုတန်တမန်စကားတစ်ခါမှကြားဖို့မှမဟုတ်တာတော့တည်ကြပါရဲ့။ဘယ်လိုပဲဖြစ်ဖြစ်မင်းအောင်လိုင်ကတော့သူ့ကိုနိုင်ငံကောင်းဆောင်ခြင်းဖြစ်အလဲ ်ပတ်ခီးဖိတ်တာဒီတဲ့ပိုင်းတနိုင်ငံနဲ့သာရှိတာကြောင့်သိပြောနေတာအမှန်ပူတင်ဆိုတာဆရာသခင်အစင်မဟုတ်ကမ္ဘာအစင်အဓိပတိအာနာရှင်ကြီးအဖြစ်ဖယားနီနီကိုးကွယ်နေရသူဖြစ်ကြောင်းပူတင်မမြင်မြင်အောင်ရိုကျိုးပြခွင့်ရတာကိုလည်းမင်းအွန်လိုင်းကအကျဉ်းနဲ့နေတဲ့ပုံပြီးတော့တဝဲတူးစီဝိုင်းစုံနျူကလ িয়ার တာပေးဆက်ရုံစွမ်းရင်ဤပညာဘတ်လုပ်ငန်းခီးသွားလုပ်ငန်းအလုတ်သမားပို့ဆောင်ရေးစတဲ့စီဝိုင်းနဲ့ပဲဆယ်ကူးကျော်ပူပေါင်းဆောင်ရွက်ဖို့နားလည်မှုစာကြော်လာပြီး အထက်လိုက်လက်မှတ်ရေးထိုးခဲ့တာကြောင့်အကောင့်ထေပေါ်နိုင်တာမဖော်နိုင်တာအပါထားဘာပဲဖြစ်ဖြစ်လက်မှတ်ရေးတထောင်ထောင်နဲ့တရုတ်ကြီးကိုတောင်ကတ်ကြွလို့ရတယ်မဟုတ်လားဒါတင်ပေကောင်းမလဲမေလာကိုရဲ့ညီမကြားရောက်မဲ80ပြည်မော်စကိုအောင်ပွဲနေ့စီးပြချီတက်ပွဲတရဖို့မရောက်နိုင်ကိုပူတင်ကဖိတ်ကြားခဲ့တယ်လို့အဲ့ဒီစီးပြချီတက်ပွဲမှာမြန်မာစစ်တပ်တပွဲပါဝင်ချီတက်ခွင့်ရမှာကြောင့်မင်းအောင်လိုင်းအပြော်ရီပြီလို့မင်းအောင်လိုင်းကနိုင်ငံတကာခေါင်းဆောင်တွေတက်ရောက်ခဲ့တဲ့ပွဲမှာအစနုံလဲပဲတိုင်းပြည်ခေါင်းဆောင်တက်ရောက်ပါဆိုပြီးလမ်းတလားခြင်းနဲ့သူအရင်စစ်အာဏာရှင်ခင်ညွန်းနဲ့ င်မချပွဲတံမင်းသားကြီးဖြစ်ခြင်းသူရှာရှာပါပါ2021 AP 24ရက်နေ့ဂျကာတာမှာကျင်းပတဲ့အာဆီယံခေါင်းဆောင်တွေရဲ့အစည်းအဝေးတက်ရောက်ခွင့်ရှားခဲ့ပြီးမြန်အာဆီယံခေါင်းဆောင်တွေကအာနာသိန်းနာကိုလက်မခံကြောင်းခေါ်ငေါက်တဲ့ပွဲမင်းအောင်လိုင်စကားတခွန်းအောင်မဟာနိုင်တဲ့ဘဝ2023ခုနှစ်အောက်တိုဘာလပေကျင်းမှာကျင်းပတဲ့တတိယကြိမ်မြောက်ပိုလန်မှာဖိုရန်နှုံးကလည်းပွဲတက်ချင်တာမှာတပိုင်းဒီဘဝမရောက်ရုံတမင်ဖြစ်ခဲ့ပြီးမြန်တရုတ်ဆိုရကအဖက်မလုံးမဖိတ်ခဲ့တာကြောင့်နေပြည်တော်မှာအန်တင်းတင်းကျိတ်တောက်ပြင်းပြင်းခံရုံသာ တက်နိုင်ခဲ့တဲ့ပုံပါ 2022ခုနှစ်စက်တင်ဘာလရုရှားမှာပြုလုပ်တဲ့ခုနှစ်ကြိမ်မြောက်အရှိပြားစီးပွားရေးဖိုရမ်တက်ရောက်ခွင့်ရတော့ကပူတင်နဲ့တွေ့ဆုံခွင့်ရတာကလွဲလို့အဖက်လုပ်သူမရှိပေမယ့်ဘာပဲဖြစ်ဖြစ်နဲ့နဲ့တော့ပြောခဲ့ပုံရတယ်။2024ခုနှစ်နိုဝင်ဘာတရုတ်နိုင်ငံကုမင်းမြို့မှာပြုလုပ်တဲ့မဟာမေကောင်စီးဝေးတက်ရောက်ခွင့်ရခဲ့ပြီးတရုတ်လာအိုကမ်ဘောဒီးယားထိုင်းဝင်ကြီးချုပ်တို့နဲ့တင်းကြားတွေ့ဆုံခွင့်ရခဲ့တော့ပစိုးခွင့်တိုင်မကမီယုံတက်မယ်ကုမင်းကနေနေပြီးတော့အပြန်စိတ်ချရတဲ့တပည့်ကျော်အယူပုံမြောက်တွေကအောက်ပွဲခံကျိုးစုပ်ပွဲတွေတခန့်တနာလှုပ်လာပြီးတော့မင်းအောင် င်သိကြီးနေတယ်။အခုလည်းသိမကြခင်မှာနျူကလ িয়ার စွမ်းရင်လည်းတနိုင်ငံလုံးအနက်မီးထိန်ထိန်လင်းတော့မှလို့လို့နျူကလ িয়ার လက်နက်ကြီးပဲပိုင်ဆိုင်ရတော့မှလို့လို့တဝဲထူးစီဝိုင်းစုံနဲ့ရုရှားဝင်လာပြီးမို့တိုင်းပြည်စီဝိုင်းနေချင်းကြီးလာတော့မှလို့လို့ဝါရဖြန့်အလုံးတွေတွင်တွင်တောင်းပြီးရုရှားကနေအပြန်အောင်ပွဲခံပါပဲဖြစ်ဖြစ်မင်းအောင်လိုင်ကိုကလန်ကျင်နေတဲ့စေအုပ်စုဝင်နေပေါ်ဟိတ်တလုံးနဲ့ဟန်တလုံးနေလေနည်းနည်းဖြစ်ဖြစ်ငြိမ်စေကြီးသွားနိုင်နေတယ် မင်းအောင်လိုင်းတည်ပြောခဲ့တယ်မင်းအောင်လိုင်းကိုကိုကိုမြန်မာပြည်လို့ပြောရတဲ့ဒီစည်းလွတ်ဝါလို့ကိုပြောခဲ့တယ်ရုရှားခီးစင်တဲ့တစက်တဲ့ဘယ်လာရုနိုင်ငံရောက်တော့စစ်ကောင်စီရွေးကောက်ပွဲကိုဒီနှစ်ဒီဇင်ဘာတမမဟုတ်2026ဇန်နဝါရီနောက်ဆုံးထားလုပ်မယ်လို့ပြောရတဲ့ဒီအတင်ရဲလာတယ်မသိမချင်းမိုက်ဆက်သွင်းသွားမယ်လို့ရုရှားခီးစင်တွင်မင်းအောင်လိုင်းပြောပြခဲ့တယ်မင်းအောင်လိုင်းပေါ်ဒုက္ခလို့နဲ့ကျွန်တော်ဘာကြီးကတော့ရုရှားလာရတာဧည့်သည်လို့မခံစားရဘူးလို့မင်းအောင်လိုင်းပြောတဲ့စကားကိုနမိတ်လို့ဆိုတယ် မင်းအောင်လိုင်းရုရှားကိုပြေးကိုပြေးရလိမ့်မယ်လို့သူ့ကိုယ်သူနမိတ်ဖမ်းမိခဲ့တယ်ဆိုတဲ့ပါကြီးရဲ့စကားကိုနားထောင်နေသူတွေရောဘယ်လိုထင်မြင်မိပါသလဲလို့ရှင်းတာထားပါတယ်။ဆလတ်ပြီးဝမ်တွင်မှာစစ်မှုထမ်းဖို့မင်းကလေးတွေပါစစ်ကောင်စီဖမ်းဆီးနေပြီးတပတ်အတွင်းလူငယ်40ကျော်ဖမ်းဆီးခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိထီလာခိုင်ဝမ်တွင်မြို့နယ်မှာတပတ်အတွင်းလူငယ်40ကျော်စစ်မှုထမ်းဖို့ဖမ်းဆီးခံရပြီးဖမ်းဆီးခံရသူတွေမှာအမျိုးသမီးငယ်တွေပါဝင်တယ်လို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့မလ3ရက်နေ့ကနေမနေ့ကမလ9ရက်နေ့ထိတပတ်အတွင်းဝမ်တွင်မြို့နယ်ကတမကန်ကြာအိုးစမုံနဘဲကန်ဖရာစုရွာရှိတပုတ်ကုန်းတဲစုမြောက်စချမ်းကုန်းအုပ်အစာရှိရဲ့ခြေရွာတွင်ကလူငယ်40ကျော်စစ်မှုထမ်းဖို့ဆိုပြီးစစ်ကောင်စီတပ်နဲ့ခြေရွာအုပ်ချုပ်ရေးမှုတွေကလမ်းမပေါ်ရေးပြင်နေအိမ်နေတဲ့ထိပါဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။နဘဲကန်ရွာက15ဦးကလက်ဖိဆိုင်နဲ့ဝင်ပြီးပေါ်တာဆွဲခံရတာလို့ပြောပါတယ်။မကြီးအုပ်စုကလူတွေရွာပြင်ကကင်တာမြောင်းပေါင်နဲ့ရေးစင်းချိုးတာကရော လမ်းပေါ်သွားလာနေတာကရော10ဦးအဖမ်းခံရတယ်လို့လည်းပြောပါတယ်။မလ၄ရက်ညနေပိုင်းကဒိုင်ကောင်းကုန်းအနောက်ဘက်ရွာအလူလဲကြည်ပြီးပြန်လာတဲ့စမုံကြီးရွာကမင်းကလေးနှုတ်ကိုလည်းစစ်ကောင်စီကဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။အခုစင်ကတော့ Voice of One တွင်ကရရှိထားတဲ့အချက်အလက်တွေဖြစ်ပြီးမြေပြင်မှာအခုထပ်ပုံများနိုင်တယ်လို့လည်းဆိုပါတယ်။